အဲ့နမကချစ်ချစ်တောင်းတဲ့ချစ်ချစ်တောင်းလေဘယ်နဲ့ပြည့်ပြီအဲဘယ်နဲ့ပြည့်ပြီလဲဆိုတော့မွေးနေ့ကတော့အမြဲ ော့တက်က20ပဲကျော်20မှာရက်တန်ဒါပေမဲ့ကျော်20ကျော်ပြီလို့တော့မထင်တော့ဘူးလို့ထင်တာပဲအများပြက်ကတော့20 21အဲ့လိုထင်ကြဆိုတော့မူနီကတော့မပြောပြတော့ပါကျော်မိသားစုထဲမှာဆိုလို့ရှိရင်လေမမေကအရန်ဖွေးတာကျော်လိုပဲအဲ့ဒါဆိုတော့မမေနဲ့တူတယ်လို့ပြောရမှာပေါ့အခုကျော်ဒီလထဲမှာဆိုလို့ရှိရင်တော့မမေစီပြန်ပြီး surprise တိုက်ဖို့ရှိရင်အင်း ဒီနေ့အကြောပေါ့နော်ကြောရဲ့မွေးနေ့အကျိုးပေါ့နော်အဲအဲ့လေးကိုရန်ကုန်ပြည်သူစေယုံကြီးမှာအကျောတက်နိုင်တလောက်လေးလို့ဖြစ်ပါတယ်ဟုတ်အဲမွေးနေ့ရက်ဆက်ကကြတော့18နှစ်ပါဒီလတဲ့မှာပါပဲအဲဒီနေရာလေးမှာဆိုလို့ရှိရင်ဘောနော်ရန်ကုန်ပြည်သူစေဝီဆိုတော့ လူတွေလည်းအများကြီးရှိတယ်ပြီးလို့ရှိရင်လူနာဆောက်တွေလည်းအများကြီးရှိရပါတော့အဲ့ခါကျတော့ကြော့အနေနဲ့ဒီမှာလာပြီးတော့ကျွေးမယ်ဆိုပြီးတော့ဗောနောဆုံးဖြတ်ဖြစ်လိုက်တာပါအဲဒီနေ့အတွက်ဆိုလို့ရှိရင်ဗောနောလူအယောက်900စာအဲကြော့နေ့လယ်ပိုင်းလေးကျွေးဖြစ်တာဗောနေ့လယ်စာဗောနောညနေစာအတွက်လည်းလူအယောက်900စာကျွေးဖြစ်ပါတယ်ဆိုတော့နေ့လယ်စာနဲ့ညနေစာဗောနောအဲလူအယောက်တထောင်ကျွေးဖြစ်ပါတယ်ရှင့်ကျိုးစားနေရကာလာဆိုတော့ဗောနောတခြားကိုကျိုးစားနေရဟာလေးရှိသေးတယ်အခုကျတော့ပို့ပြီးတော့အဓိကတော့ကြော့ ချစ်ပေးကြပြီးတော့ကျော်အလုံးလာအကြတဲ့သူတွေကြောက်ပါပဲကျော်ဒီတလောထဲမှာ commercial နဲ့ပတ်သက်ပြီးတော့စာချုပ်တွေကြောက်ဖြစ်ပေးတယ်ပြီးလို့ရှိရင်အလုပ်တွေအများကြီးလုပ်ဖြစ်တယ်အဲ့ဒါနေပြီးတော့ကျော်လုံအားခါလေးလည်းရလာတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျော်အခုတန်းနိုင်တလောက်လေးလုပ်ချင်တာရောလုပ်ဖြစ်တာရောပြီးလို့ရှိရင်မွေးနေ့လည်းဖြစ်တဲ့ခါကျတော့ပေါ့နော်အဲ့လိုမျိုးလုပ်မယ်ဆိုပြီးအရင်ကတည်းကစိတ်ခူးတာလေးဆိုအခုအကောင့်ထဲပေါ်ဖြစ်တာပါဟုတ်အရင်ကထက်တော့ပေါ့နော်ကျော်ကျော်ဆိုပြီးတော့လူနည်းနည်းလေးတိလာတယ်အဲ့ဒီတကြမလို့ကျော်အလုပ်တွေလည်းပို့ပြီးတော့လုပ်လာရတယ်အခု ခုဆိုလို့ရှိရင်ဗောနော်ကျောတက်နိုင်တလောက်လေးလဲလူလေးဖြစ်လာတယ်ဆိုတော့ကျောတက်ကတော့အများကြီးပြောင်းလဲမှုကြီးဖြစ်သွားပါတယ်ဟုတ်ကဲ့ကျောကမွေးနေ့ဖြစ်တဲ့မွေးနေ့လူလေးတွေမွေးနေ့အရင်ကကြောကြောမိသားစုနဲ့ပဲဖြတ်တန်းဖြစ်တယ်အဲ့လိုပုံမှန်လေးပဲကိုယ်တငယ်ချင်းနဲ့ထမင်းချွေးဖြစ်တယ်အဲ့လောက်လေးပဲဒီနေ့ကကြောလို့ရှိရင်တော့ဒီလိုမျိုးပေါ့နော်အခုလိုမျိုးချွေးဖြစ်တာဆိုကိုယ့်ကိုယ်လည်းခံယူမိပါတယ်ဟုတ်ဟုတ်ဒါလည်းမရှိတော့မကြဘူး ဝိုင်းမီဆူတောင်းပေးရကြတော့ပျော်တာပေါ့ပြီးလို့ရှိရင်အဲ့လိုမျိုးလဲအများကြီးထပ်ပြီးတော့ကျွေးကျင်သေးတယ်အများကြီးလဲလူနိုင်အောင်လို့ကြိုးစားပါမယ်လို့ဆက်စိတ်ချမ်းသာကြီးကိုကျွမ်းမကြီးကိုပြုပေါ်ပါကြီးကဒီနေ့ခပ်ပါတော့ရောတာအဲကျောကျောမိသားစုထဲမှာဆိုလို့ရှိရင်လေမေမေကအရန်ဖွေးတာကြောက်လို့ပဲအဲဆိုတော့မေမေနဲ့တူတယ်လို့ပြောရမှာပေါ့ ဟုတ်တယ်မွေးတော့လည်းဘောကက်ကက်လေးပဲအတိကကြောအဲ့လိုမျိုးစူပပုတ်လေးနဲ့ဘောကက်ကက်လေးနဲ့အတိကတော့အဲ့လိုမျိုးစူပပုတ်လေးဖြစ်မယ်ထင်တယ်အဲ့လိုစူပပုတ်လေးဘောကက်ကက်လေးနဲ့ဖြူဖြူလုံးလုံးလေးအဲ့အဲ့လိုမျိုးလေးဟုတ်ပေါင်းချိန်ဘယ်လောက်ရှိကြလဲမွေးတော့မွေးတော့မမှတ်မိရမမေ့မေ့ကြည့်မှာပဲရတော့မယ် ဟုတ်တယ်အဲ့ဒါမဲ့အရင်ကတည်းကအရင်စူပုတ်ပြီးတော့လေငငယ်ကတည်းကအဲ့လိုမျိုးနည်းနည်းစူစူပုတ်ပုတ်လေးနဲ့အရင်အဲ့လိုမျိုးလေးတော့ရှိရအောင်အရင်စူပုတ်တာပဲလို့ အဲ့တော့ဆိုတော့အရင်ငိုတယ်ဘာမှမသိတဲ့ကလေးလေးဆိုတော့အရင်ဆူဆူပုတ်ပုတ်လေးနဲ့ပြီးလို့ရှိရင်အသားဖြူဖြူလုံးလုံးလေးနဲ့အဲအဲ့လိုမျိုးလေးပေါ့နော်အခုကျတော့လေပို့ပြီးတော့အဲ့လိုအရင်ရောက်လာပြီဆိုတော့လေအများကြီးပြန်ကြည့်လိုက်လို့ရှိရင်တော့အော်ငငယ်တော့ပုံလေးကြည့်ပြီးအရင်ချစ်စရာကောင်းနေရတော့ဒီနေ့ကချစ်စလို့နေရအောင် အဲ့နမေကချစ်ချစ်တောင်တဲ့အဲဘနနေပြည်ပြီလဲဆိုတော့မွေးနေ့ကတော့အမြဲကြောတက်က20ပဲကြော20မှာရက်တန်ဒါပေမဲ့ကြော20ကြော်ပြီလို့တော့မထင်တော့ဘူးလို့ထင်တာပဲအများပြက်ကတော့20 21အဲ့လိုထင်ကြဆိုတော့မွေးနေ့ကတော့မပြောပြတော့ပါမွေးနေ့လက်ဆောင်ကတော့ဘာမှမရသေးဘူးအခုချိန်ထိ ဆူပရစ်ရှင်ဖိုင်လည်းမရသေးဘူးဒါပေမဲ့အခုချိန်ထိမွေးနေ့လက်ဆောင်ပေးဖို့ဆိုပြီးတော့လိုက်ပြောဟိုနော်အဲ့လိုမျိုးဟိုလူပြောမွေးနေ့လက်ဆောင်ပေးပါဦးဒီလိုလည်းမွေးနေ့လက်ဆောင်ပေးပါဦးလို့ပြောနေပြီမြတ်အခုချိန်ထိမွေးနေ့လက်ဆောင်တစ်ခုမှမရသေးပါဘူးပါလေပူဇော်ထားတယ်ပြီးတော့ဘာလေးပူဇော်ထားလဲဆိုတော့အခုကတော့ခမစ်တာရရနေပါတယ်မစ်တာရရနေပါခုနဆွတောင်းတန်လေးကြားလိုက်တယ်အကျော်အများကြီးပျော်ရပါတယ်ဒါရရလေကျော်တက်မွေးနေ့လက်ဆောင်လေးတစ်ခုပဲပေါ့နော်ဆိုတော့အများကြီးမစ်တာမစ်တာရရနေပါတယ်မွေးနေ့လက်ဆောင်နေလေအဲ့ဟုတ် ဖြစ်ဆုံးပါတယ်။ဒီရောငွေစာပါလေး။ငွေစီကတော့ဘာမှတော့မပြောရသေးဒါပေမဲ့အခုကြောဒီလထဲမှာဆိုလို့ရှိရင်တော့မမေစီပြန်ပြီး surprise တိုက်ဖို့ရှိရဲ့။အင်း။ဘလိုအိမ်ရရပါလဲဆိုတော့အဓိကကတော့မွေးနေ့တစ်ခုဖြစ်လာဖို့ဆိုလို့ရှိရင်ကျောင်းကမွေးဖွားလာတာပဲရှိတာပေါ့နော်တကယ်တမ်းကိုလာလွယ်စလာဖွားတကယ်မွေးဖွားရတာအမေကိုယ်တိုင်ရပေါ့နော်အဲ့လိုမျိုးမွေးဖွားရဆိုတော့ကျောင်းကမွေးလာတာပဲရှိတာအဲ့ဒါဆိုတော့ကျောင်းက ကျော့ရဲ့မွေးဖွားလာတဲ့နေ့တည့်ရက်ပဲဘာမှထူး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 မရှိွားဘူးဒါပေမဲ့မမေးအတွက်ကကြတော့အများကြီးခက်ခဲလေးရှိတယ်အဲပြီးလို့ရှိရင်သူကိုလာလဲဆွဲလာဖွားအဲ့ကြားထဲမှာပေါ့နော်ကိုဝဆောင်တဲ့ဆိုတော့အဲ့လိုမျိုးပြောပြမအခက်ခဲကြီးအများကြီးရှိတယ်ပြီးလို့ရှိရင်နာကျင်မှုထိုင်ရင်လည်းခံရတယ်ဆိုတော့မမေးကိုပဲကျော့ကပို့ပြီးတော့အဲ့လိုမျိုးပေါ့နော်မမေးကျော့ကိုမွေးဖွားလာတဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့ပုံစံနဲ့ပဲရှိနေတာပါ တို့ပြည်သက်တွေရဲ့မေတ္တာရေအများကြီးလိုအပ်နေပါတယ်ကျော်လည်းအများကြီးစူးစမ်းပါမယ်ဟုတ်ကဲ့ပါအဲ့လိုလဲအချေအကျော်အများကြီးစူးစမ်းနေရပေါ့နော်အဲ့ဒါကြောင့်မကြခင်လည်းဘယ်လိုပြလာမှဖြစ်တဲ့တကြောင်မလို့ဘယ်မှလည်းဆုံးကြမယ်လို့ပြောချက်ပါတယ်ဟုတ်အဲ့လိုပဲကျေးဇူးတင်ရ